ဲ့တော့ကျွန်တော်တို့ကဒီမော်တာတွေเนาะဒိုင်နမိုတွေပဲဖြစ်ဖြစ်ဘယ်ဟာကြီးပဲဖြစ်ဖြစ်ဝယ်ပြီးဆိုရင်ဘာကြည့်ကြလဲဆိုဘိုဒီကိုကြည့်ကြတယ်အာငါဟာတော့220ဘူး230ဘူးငါဟာတော့400ဘူးกว่าအဲနောက်ပြီးကျန်ဘိုကြည့်တယ်ပြီးရင်ဝက်တွေကြည့်တယ်ထားပါဒါပါဝါဘိုင်းကိုကြည့်တယ်အဲနောက်ပိုင်းကျရင်ဘာကိုပြန်ကြည့်လဲဆိုဒီကောင်ကဒီမျိုးစားကဒန်းကွိုင်တုံးထားတာလားเนาะအဓိကနောက်ပိုင်းကျရင်ကွိုင်မျိုးစားကိုလည်းကြည့်ကြတယ်အဲ့ဒါပြီးရင်ဘာကိုပြန်ကြည့်ကြတယ်လဲဆိုရင်ဒီ frequency frequency ရတော့ထား90နဲ့60 ဒါကိုလည်းတိတ်မကြည့်ကြအောင်အဓိကဒီမော်တာတွေပဲဖြစ်ဖြစ်ဒိုင်နမိုတွေပဲဖြစ်ဖြစ်ဝယ်ကြမယ်ဆိုရင်အပတ်ကြီးနော်ဒီမော်တာတွေမှာဆို RPM အပတ်ကြီးဒါငါဟာ RPM 1800 3000ဒါမှမဟုတ်ရင်ငါဟာ RPM 1500 1440ဒါမှ RPM 950 960ဒါမျိုးတွေ RPM ကိုကြည့်တယ်အပတ်ကြီးကိုကြည့်တယ်နောက်ပိုင်းကျရင်ဒီစီမှာဘာကိုပြန်ကြည့်လဲဆိုရင် horse power မြင့်ကောင်းရင်အားကိုကြည့်တယ်ဘိုးလေးကိုကြည့်တယ်ဒိုင်နမိုကြီးဆိုတဲ့ဒီလောက်ပဲငါကတော့230 220ဘူးထွက်တဲ့ကောင်ငါကတော့ လေးရဘူးထွက်တဲ့ကောင်အဲဒါမျိုးပေါ့အဲ့စီမှာမကြည့်မိရတခုကဘာလဲဆိုရင်ကျွန်တော်တို့ကဒီ class ပေါ့နော် dynamo မှာဒီပဲဖြစ်ဖြစ် motor တွေပဲဖြစ်ဖြစ် class ဆိုတာပါတယ်နော် initial class ဆိုပြီးတော့ပုစုအနေနဲ့သူကရေးပေးထားတယ် name plate မှာ dynamo က dynamo တွေပဲဖြစ်ဖြစ် motor တွေပဲဖြစ်ဖြစ် name plate မှာ initial class အကြောင်းရေးပေးထားတယ်အဲ့တော့ဒီ class ကိုတိတ်မကြည့်ကြအောင်เนาะဒါကွိုင်လားကြေးကွိုင်လားကြည့်တယ် မြင်ဘိုးလေးကြည့်တယ်ဟိုမော်တော်ဆိုလည်းမြင်ကောင်းကြီးလေးကြည့်တယ်ပါဝါကြည့်တယ်အဲဒါတော့ပဲအဓိကတွားကြည့်နေကြတာအဲ့တော့ဒီ class တွေကိုလည်းကျွန်တော်တို့အဓိကထားပြီးတော့ကြည့်ရမယ်နော်ဝယ်တာပဲဖြစ်ဖြစ်ပြုပြင်တာပဲဖြစ်ဖြစ်ပေါ့နော်အဲ့တော့ class တွေမှာဘာပါလဲဆိုရင်အများစုတို့ရမှာ class B အဲဒါမျိုးပေါ့နော်ရေးထားတဲ့တူ dynamo တွေမှာပဲဖြစ်ဖြစ်မော်တော်တွေမှာပဲဖြစ်ရေးထားပါတယ်နော်အဲ့တော့ class တွေကကျွန်တော်တို့ကအများစုတွေ့ရမှာဘာတွေတွေ့ရလဲဆိုရင်အဲ D အဲ B ရဲ့ အဲပြီးရင် F ရယ် H ရယ် C ရယ်ပေါ့နော် class B class F class H class C အဲဒီလေးခုကိုအများစုအပြင်တွေ့ရတယ်အဲ့တော့ဒီကောင်တွေကဒီ class တွေကဘာလဲဆိုရင်သူရဲ့အပူချိန်ခံနိုင်တော့ပြောတာနော်အပူချိန်ကိုခံနိုင်တဲ့ quality ကိုပြောတာဒီ motor ပဲဖြစ်ဖြစ် dynamo ပဲဖြစ်ဖြစ်ဒီကောင်ကအပူချိန်ကိုဘလောက်ဒီဂရီ celsius ခံနိုင်ရရှိတယ်လဲဆိုတာကိုဒီ class တွေကဖော်ပြထားတာအပူချိန်ခံနိုင်တော့ဆိုတာကဒီ ကြေးကွိုင်းတွေတန်းကွိုင်းတွေမဆိုင်နေဘူးเนาะဒီအဲ့ဒီမော်တာကြီးတစ်ခုလုံးကိုမော်တာကြီးတစ်ခုလုံးကပြီးပါဝင်နေတဲ့ဟာတွေအကုန်လုံးကအပူချိန်ဘလောက်ဒီဂရီဆယ်စီယက်ဒီခံနိုင်တယ်လဲဆိုတာကိုတိမ်ကြုံပြောထားတာဒီ quoin တစ်ခုတည်းကိုပြောထားရမဟုတ်ဘူးဥပမာဒီ class fm မှာတုံးထားတဲ့ quoin မျိုးစားဒန် quoin ဖြစ်နေပါစေ哦 class h မှာတော့တောင်းရင်သူရဲ့ initial class တွေယော့ပြီเนาะအပူချိန်ခံနိုင်နှုန်းနေလွဲပြီဒါတွေတစ်ချက်ရှိတယ်ကျွန်တော်တို့ကဒီ ဒန်ကွန်ကြီးပဲတုံးမယ်ဆိုရင်တောင်မှဒီ class h မှာတုံးထားတဲ့ဒန်ကွန်ရ class b ထက်မြင့်တယ် quality မြင့်တယ်အဲ့တော့ဟုတ် class တွေကဒီလေးခုပဲရှိရလား class တွေဘယ်လိုအမျိုးအစားရှိလဲဆိုတာကိုပြောပြပေးမယ်နော်အဲ့တော့ကျွန်တော်တို့ကအရင်ဆုံးခွဲလိုက်မယ် class ရှိမယ်အဲ့ class ကဘာကိုပြောထားလဲဆိုအပူချိန်ခံနိုင်နှုန်းကိုပြောထားတာနော် motor dynamo တွေရဲ့အပူချိန်ခံနိုင်နှုန်းကိုပြောထားတယ်အဲ့တော့ class တွေကိုကျွန်တော်တို့ကဝမ်းမယ်ဆိုရင် class y ပြင် class A ပြင် class E အပြင် class B ပြင် class F ပြင် H ပြင် and ပြင် ah ပေါ့နော် ISC ဒါဒါဒါမျိုးရှိမယ်ပေါ့နော် ISC ရှိမယ်ပေါ့နော်အဲ့တော့ဒီ class မှာဆိုရင်လည်းကြည့်ရအောင် class y ကိုကြည့်လိုက်ရအောင်ကျွန်တော်ကအရင်ဆုံး class y ကတော့ဒီလိုမျိုးပဲဒီဘက်လိုတော့ဒီဘက်ကတော့နှိပ်မယ်ပေါ့နော် နှိမ့်ပြီးတော့ class တွေကဒီဘက်ကိုမြင့်လာမယ်အပူချိန်ခံနိုင်တော့နေမြင့်လာမယ်ဒီအောက်ကိုရောက်တာ ਨੇ အဲ့တော့ class y ရဲ့အပူချိန်ခံနိုင်တော့ကဘယ်လောက်လဲဆိုရင်ကျွန်တော်တို့က60 degree celsius တိတ်မတွေ့ရတော့ဘူးเนาะ class y နေတိတ်မတွေ့ရတော့ဘူးမတုံ့ရတော့ဘူးလို့ပြောလို့ရပါတယ်အဲ class a လည်းအတူတူပဲအတုံးနေသွားပြီရှားသွားပြီပေါ့เนาะ class a ကတော့105 degree celsius အဲ့တော့ class e ပေါ့เนาะဒီပါ class e ကကျတော့ကျွန်တော်တို့ကအဲဒီကောင်က120ဒီကောင်လည်း 130 class B က130 degree Celsius ကျွန်တော်တို့ motor ရင်းနဲ့ dynamo အများစုမှာဒီ class B ဆိုပြီးတွေ့ရင်ဒါဒီ dynamo ပဲဖြစ်ဖြစ် motor ပဲဖြစ်ဖြစ်ဒီကောက်ကအပူချိန်130 degree Celsius အထိကိုခံနိုင်ပါတယ်ဆိုပြီးပြောထားတာအဲ့တော့ဒီမှာ class F class F ကကျတော့ဒီပါ155 degree Celsius နော်ဒီ motor ရင်း dynamo မှာ class F လည်းတွေ့ရများတယ်ပြီးရင် class H ကကျတော့180 degree Celsius ပေါ့နော်အဲ့ဒါပြီးရင်ဒီမှာနော် ဒီကောင်ကတော့ class n ငါကြတော့သူက200 degree celsius ကိုလာမယ် class r ကကြတော့220 degree celsius အဲ့တော့ class s ကကြတော့240 degree celsius class c ကကြတော့သူက220ပဲဒါပေမဲ့220 degree r နဲ့တူပေမဲ့ဒီဒီကောင်ထက်တော့မြင့်တယ်ပေါ့နော်220 degree celsius ကိုကြော်တယ်သူကကြော်သေးတယ်အဲ230တော့မပြည့်ဘူးပေါ့ဗျာ225လောက်ဖြစ်ရင်ဖြစ်မယ်နော်ဒါမျိုးပေါ့အဲ့တော့အများစုတွေ့ရတာကျွန်တော်တို့က class c ရဲ့အဲ class h ရယ် f ရယ် b ရယ်ပေါ့နော်ဒီဟာဒီလေးခုကိုအများဆုံးတွေ့ရတာပေါ့အဲ့တော့ class အမျိုးအစား like ဥပမာကြီးကွိုင်တုံးမယ်ဆိုရင်တောင်မှ quality ရင်းกว่าတယ် dan quality အမျိုးအစားတုံးမယ်ဆိုရင်တောင်မှ dan quality ဥပမာ class y မှာလည်း dan quality တုံးထားတယ် class b မှာလည်း dan quality တုံးထားတယ်ဆို class b မှာတုံးထားတဲ့ dan quality က class y ထက်သူကအကြီးတွေး quality အပူချင်းခဏနေတုံးနေမြင့်တယ်နော်အဲ့တော့ကျွန်တော်တို့ကဒီ အပူချိန်ခံနိုင်လို့ဆိုတာကျွန်တော်ခုနကတည်းကလည်းပြောပြီးတာအကုန်လုံးတော့တာမော်တာပဲဖြစ်ဖြစ်တိုင်းနေမှာပြည့်တခုလုံးကိုခြုံငုံတော့တာဟိုကမော်တာထဲမှာ slot ဒီမှာကိုးပြားရေးပါမယ်ကိုးပြားတွေနော်ကိုးပြားရဲ့အပူချိန်ခံနိုင်လို့ပါမယ်မှာပဲညာကျွန်တော်တို့ဒီမို့ဒီမှာအတုံးပြူတဲ့ကောင်နော်အတုံးပြူတဲ့ quai ရဲ့အပူချိန်ခံနိုင်လို့မို့ပါမယ်နောက်တစ်ချက်အဲ့ဒါပြင်ဘာပါမလဲဆိုရင်ဒီမြောင်းလေးတွေမှာအခု slot မြောင်းလေးတွေမှာ quai ပြန်ပန်းကျွန်တော်တို့ခံရရလေနော်အဲမတဲမတဲဒီခံတဲ့ဒီဂျာတဲ့မှာအဲ လတ်စတစ်လေးပေါ့နော်အဲဒီစက်ကူပြားလေးစက်ကူစားလေးတွေခံရတယ်ဒါတော့လျက်ကူကွန်ဒက်တာနည်းလျက်မကူအောင်ပေါ့နော်တစ်ဖက်နဲ့တစ်ဖက်ရှုံးမပေါအောင်ခံပေးတာအဲဒီအမျိုးစားကြီးလည်းပါတယ်ပေါ့နော်ဒီအဲမျိုးစားပါတယ်အဲ့ဒါပြီးရင်ကျွန်တော်တို့ကဒီမှာတုံးတဲ့ varnish ပေါ့နော်သူတို့အတုံးပြုတဲ့ချိတ်လျက်ကစေးကြီးအနေထားလဲကွာတယ် quality ကွာတာပေါ့လေနော်ကျွန်တော်တကယ်အစင်းမြင့်တဲ့ကောင်တွေမှာတကယ်ဒီ class B မှာတုံးရမဲ့အမျိုးအစားတော့ကျွန်တော်တို့ကအခုနောက်ပိုင်းမှာဘာတွေတုံးလဲဆိုရင်ဟို ိုးတောင်ပါဗျာရိုးရိုးအဲကျွန်တော်ပြဒီမှာပေါ့နော်ဒါလေးဆိုရင်ကျွန်တော်တို့ quality ပဲပြည့် model ပဲပြည့်ပြန်ပတ်ရင်အသုံးပြချတဲ့ကောင်းတယ်အဲအမျိုးအစားလည်းအမျိုးမျိုးလိုက်တစ်ခုနဲ့တစ်ခုမတူဘူးဒီကောင်ကတစ်ဖက်မှာကျတော့ဒီ plastic ပေါ့နော်ပါတယ်တစ်ဖက်မှာအဲဒီ silicon နဲ့ဖယောင်းတော့နည်းနည်းပါတယ်အဲဒီဆက်ကူစားပါတယ်ဒီထဲမှာနောက်ထပ်ကကျတော့တခြားအဲ ရပါတွေပါလေလည်းရှိသေးတယ်ဒီကောင်တွေထက်ကိုမြင့်တယ်ဒီကောင်တွေကဒီဟာတွေရောအကုန်လုံးထဲ့တွက်တာဒီအပူချိန်ခံနိုင်တော့နှုံးထားမှာပြီးရင်ကျွန်တော်တို့အတုံးပြတာမျိုးဝါရကြဒီကောင်တွေဒီကောင်တွေကစအကုန်လုံးထဲ့တွက်တာတခုလုံးကိုကုံချုံနေပြီးတော့အပူချိန်ဘလောက်ခံနိုင်တယ်လဲဆိုတာကိုထဲ့တွက်တာအဲအပူချိန်ခံနိုင်တဲ့နှုံးပုံမှာကျွန်တော်တို့ကဒီပတ်ဝန်းကျင်ရဲ့အပူချိန်နော်ဒီပတ်ဝန်းကျင်ရဲ့အပူချိန်မပါသေးဘူးဖယ်ထားအောင်ပတ်ဝန်းကျင်အပူချိန်ဖယ်ထားအောင်ဒီမော်တာပဲဖြစ်ဖြစ်တိုင်းတမိုးပဲဖြစ်သူလဲပန်းနေတဲ့အချိန်သူဖြစ်ပေါ်နေတဲ့အပူချိန်ကိုပဲတွက်သေးတယ်ပတ်ဝန်းကျင်အပူချိန်တွေမပါသေးဘူးပေါ့နော် ဲ့တော့ဒီ class တွေကဒါအပူချိန်ခံနိုင်တော့အဲ့တော့ကိုက lazy PC ကိုဝယ်တော့မှဆိုရင်ဒီ class အမျိုးအစားတွေပါရဲ့ဆိုရင် class တွေကိုတခြားကြည့်ပြီးတော့ဝယ်မယ်ပေါ့နော်